Hello အားလုံးပဲမင်္ဂလာပါ။အနွမ်ခန့်ကြီးရပီရှင်ဗီဒီယိုလေးရနေပြန်လဲကြိုဆိုပါရစေ။ဒီနေ့လည်းအချိန်လေးနည်းနည်းပေးပြီးတော့ကျွန်တော်တို့အဲစာလေးချက်ပေးပါအောင်နော်။အဲ့တော့ဘာသာစကားလေ့လာရဆိုရအခါကလေးကျွန်တော်ပတ်စံကြီးပေးပြီးတော့အနွမ်တန်တက်ချင်လို့ဆိုပြီးတော့ပတ်စံသွားပေးပြီးတော့အတန်အန့်လိုက်လို့ရှင်လဲကွာစာရသွားတာမဟုတ်ဘူးပေါ့နော်။ကျွန်တော်နည်း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 ချင်းစီကိုယ့်ရဲ့အဲမှတ်ဉာဏ်လေးတွေကိုကျွန်တော်တို့ရဲ့အုံနောက်ထဲမှာရှိနေ dictionary လေးတွေကို book up လေးတွေထည့်ပေးထည့်ပေးထည့်ပေးနေမှာအဲဘာသာစကားဆိုတာကကျွန်တော် auto မှတ်မိသွားတဲ့အရာမျိုးပေါ့နော်။အဲ့တော့အနွမ်ရောက်နေပြီဆိုတော့မပြောတော့ပါဘူး။ ျော်နဲ့ဒီသူဆုံးတည်ကြည့်ပေးပါအောင်เนาะကျောင်းဟိုးငငယ်တုန်းကလေဒီစကလုံးလေးနဲ့ဆင်တူတဲ့စကလုံးလေးကိုမြင်ခဲ့ဘူးတဲ့ဒီစကလုံးလေးနဲ့ဆင်တူတယ်ဆိုတာကဒီဘက်မှာဝိုင်းထားရဲ့ဘောကပ်လေးနဲ့တူတဲ့ဥစ္စာအန်3လောက်တုန်းကအန်2လောက်တုန်းကဒီလိုမျိုးဝါခုပေါင်ဆိုတဲ့စကလုံးလေးအနေနဲ့ကျောင်းမြင်ဘူးတဲ့ဒါပေမဲ့ဒီတစ်ခေါက်အဲအန်ဝါမှာပေါ့เนาะသူအရှိမခုံးမဲ့လေးဖြစ်သွားရဲ့ဘာမှတွေးရလဲဆိုတော့များသောအားဖြင့်ဒီလိုမျိုးဂျွန်းစုဤတို့ဘာတို့မှာအလိုရိုးသားတယ်ပြူဝါဖြစ်တယ်ဆိုတဲ့စကလုံးလေးအနေနဲ့ကျောင်းကိုတွေးရတယ်ပေါ့เนาะဂျွန်းစုဤအဲ့တော့ဂျွန်းစုဤရဲ့စွီဆိုတဲ့စကလုံးလေးကအန်ဝါ ်းလဲပဲ book up စကလုံးလေးဖြစ်ပြီးတော့သူ့ကိုကျွန်တော်တို့ကလေအဲ ikki ဆိုပြီးတော့ဖတ်ပါတယ် ikki ikki အဲအတိတ်ဘယ်က chic chic ကစားပြီးတော့ကြော်မော်လှပါတယ်ဆိုတဲ့စကလုံးလေးဖြစ်တဲ့ chic chic ကျွန်တော်အဲဒီ ikki ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ yuyu nihongo ရဲ့ podcast လေးတခုလည်းနားထောင်ဘူးတယ်ဗောသူကဒီလိုမျိုးအာ ခစ်ဆန်ပြီးတော့အဲ့လိုကြောမောလှပတယ်တေတက်တယ်ဆိုတာဘယ်လိုမျိုးလေးဖြစ်တယ်ဆိုရဲဟာကိုဒီဒီ ikhi ဆိုရဲခေါင်းစဉ်လေးအောက်မှာပြောထားပါတော့เนาะအဲ့တော့စိတ်ဝင်စားရဆိုလို့ရှင်ရှာပြီးတော့နားထောင်ကြည့်ပါအောင်ဒါမဲ့ ဒီဗီဒီယိုလေးကိုပြအောင်ကြည့်ပြီးတော့မှနားထောင်နော်အဲဒီမှာကအီခိဆွဲစကလုံးလေးဖြစ်တဲ့ခစ်ဆန်ကြောမော်လှပါခြင်းဆိုတဲ့ N1 level စကလုံးလေးဖြစ်ပါတယ်ခန်းကြီးလေးကလည်းလှတယ်ဂျွန်းစူအီမှာတွေ့ရတဲ့စူအီလေးဖြစ်တယ်ပေါ့နော်အဲ့တော့အဲခန်းကြီးလေးရောပေါက်ကပ်လေးတစ်ခါရမှတ်ထားပေးပါသူ့ရဲ့နောက်မှာထပ်ပြီးတော့ရှိနေပေါက်ကပ်လေးဒီတစ်ခေါက်ကလည်းခုံမဲလေးပဲသူ့ကိုကျွန်တော်တို့ဒီလိုမျိုးအာရာစူကြီးတို့ဘာတို့မှာပေါ့နော်အဲ့လိုဇက်ချောင်းပြောတယ်လို့အဲအချောင်းရောက်ပြန်ပြီးတော့ပြောတယ်အောက်လိုင်းပြောတယ်တို့ဘာတို့မှာအဲ့လိုအာရာစူကြီးဆိုပြီးတော့တွေ့ရတဲ့တဲ့ပေါ့နော်အဲ့ဒီမှာပါတဲ့အာရာလေးဖြစ်ပါတယ်အဲ့တော့ ဒါကိုကျွန်တော်တို့များသောအားဖြင့်ဟိုမြင်ဘူးတယ်အစိတ်အပိုင်းကြီးရလေအမြဲတမ်းမြင်ဘူးနေရဘာမှမြင်ဘူးတာလဲဆိုတော့ဟိုအရင်တုန်းကကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဆိုရှိခိအဖွဲစည်းလို့ပါလို့အရှိခမ်းမှဆိုလို့ရှင်ဒါမျိုးတက်ခိကီလို့ပါလို့တွေ့ခဲ့ဘူးသေးရပေါ့နော်အဲ့တော့ဟိုအဲ့လိုမျိုးလေးအမြဲတမ်းတွေ့နေရတာဖြစ်တဲ့အတွက်သူ့ကိုနည်းနည်းလေးကျွန်တော်ဟိုလွဲလိလွဲထားရှိတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်ကကြတော့သူကအာရာစုကြီးရဲ့စကလုံးလေးဖြစ်ပါရဲ့အာရာစုကြီးပေါ့နော်အဲ့တော့သူပုံမှန်ဆိုလို့ရှင်တော့အာရာဤဆိုလို့ရှင်နည်းနည်းအဲ့လိုမျိုးဟို ကျန်းတယ်တို့ပြီးလို့ရှိရင်အပေါက်တွေပါကြီးကျဲတယ်တို့ပါအဲ့လိုမျိုးလေးတုံးတယ်ပေါ့နော် အာဒါစူဂျီဆိုပြီးတော့အတွေ့လိုက်လေးအမြင်နဲ့တွေ့ရတတ်တယ်ပြီးလို့ရှိရင်ကျွန်တော်အာဒါစာကရှိဆိုရပေါ့ကပ်လေးကျွန်တော်အမြင်နဲ့ပြောဖူးတယ်ထင်တယ်အာဒါစာကရှိကကြတော့တစုံတရာရဲ့အပြစ်ကိုလိုက်ပြီးတော့ရှာတာအပေါက်ရှာတာတို့ပါတော့အပြစ်ရှာတာတို့ပါတော့ဆိုအာဒါစာကရှိဆိုပြီးတော့တုံးတယ်ပေါ့နော်စာကစုလေးနဲ့ရှာဖွေတီးဆွဲစကလုံးလေးနဲ့အဲ့မှာပါတဲ့စကလုံးလေးဖြစ်တယ် N1 စကလုံးလေးပေါ့နော်ဒါလေးဒါလေးကတော့အရင်နေ့ကကျွန်တော်ဒီလိုမျိုးဓာကြီးကျိုးဘူးမှာမြင်နေကြစကလုံးလေးဖြစ်တဲ့အတွက်အဲတိပိတာပေါ့နော် လေအားစကလုံးလေးဖြစ်ပါတယ်။အလေကဒီသူကလုံးနေဆိုလို့ရှင်တခဲဆိုပြီးတော့ဖတ်တယ်ပေါ့နော်။သူအမြင့်အရှိတွေအတိုင်းတာတွေကိုတိုင်းတာတဲ့အခါမှာသုံးတဲ့ unit တစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော် online shopping ကနေအမြင်နဲ့ပစ္စည်းတွေပါတယ်။များသောဖြင့်အဲ့လိုကတိန်တို့ပိတ်စာတို့အဲ့လိုမျိုးတွေမှားတဲ့အခါမျိုးမှာဒီခန်းကြီးလေးကိုတွေ့ရတတ်တယ်ပေါ့နော်။တွေ့အနောက်မှာရှိနေစကလုံးလေးကအရှိမခုခုလိုလေးပါနေရဖြစ်တဲ့အတွက်နာချူကာရှိလွန်ဆွေတန်တာတဲ့ဆွေစကလုံးလေးဖြစ်ပါတယ်။ဘာလို့ခုခုလိုလေးကိုအဓိကထားပြီးတော့ပြောလိုက်တာလဲဆိုတော့ဟုတ်အရင်တော့ကျွန်တော်ဒီလိုမျိုးခိုးဝါစုဆွေစကလုံးလေး အလိုဖျက်ဆီးတယ်ဆိုတော့စကလုံးလေးတွေ့ခဲ့ဘူးတာဖြစ်တဲ့အတွက်ဆင်နေရအောင်เนาะအဲ့တော့ဒါလေးကနာချခါရှိ ဖြစ်ပါတယ်နာချခါရှိနာစခါရှိเนาะအဲ့ဒီဟာလေးဖြစ်တယ်ပြီးရင်တွေ့အနောက်မှာရှိနေတာကလည်းဒါဒီတစ်ခေါက်ကလည်းခုခုတို့လေးဖြစ်တဲ့အတွက်သူဒီအဲခူရရှိခံပြင်းနေ ခံပြင်းနေအဲဆိုတဲ့စကားလုံးလေးပေါ့เนาะကျွန်တော်ခိုးကိုင်းနောင်တတို့ဘာတို့မှာတွေ့ရတဲ့တဲ့စကားလုံးလေးဖြစ်ပါတယ်။သူ့ရဲ့အနောက်မှာထပ်ပြီးရရှိနေရကလည်းဒါလေးကလည်းခုခုလိုလေးပဲ။သူကကြတော့အာယာရှိတန်တရားဖြစ်ပွဲကောင်းတော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ခိုင်တန်းတို့ဘာတို့မှာတွေ့ရတဲ့တဲ့စကားလုံးလေးခိုင်တန်းကကြတော့လှေကားကိုပြောတာမဟုတ်ဘူး။အဲဒီခိုင်တန်းပေါ့เนาะဒီခိုင်တန်းအဲ့လိုနည်းနည်းဟိုတရေပုံမြင်တို့ခြောက်ခြားပွဲပုံမြင်တို့ဘာလို့အဲ့လိုမျိုးမှတွေ့ရတဲ့တဲ့ခိုင်အားလုံးမျိုးပေါ့เนาะခိုင်တန်းရဲ့ခိုင်လေးဖြစ်ပါတယ်။ကျွန်တော်သူကနည်းနည်းလေးအဲ့လိုတန်တရားဖြစ်ပွဲကောင်းတယ် အတန်တရားရှိတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါမျိုးလေးဖြစ်တယ်อืมအရင်ကကျွန်တော်မြင်ဘူးနေတယ်ဒီလိုမျိုး K ရိုးတို့ဘာတို့မှာပါနေအနောက်ချမ်းလေးอ่ะပေါ့နော်အဲ့တော့အဲ့ဒါလေးရှိမယ် ့ရဲ့နောက်မှာရှိနေစကလုံးလေးကကြတော့ကျွန်တော်မိုးဆိုးရဲ့မိုးလေးဖြစ်ပါတယ်မိုးဆိုးမိုးဆိုးကကြတော့အဲ့လိုစိတ်ကူးရင်တာထင်အောင်ထင်မှာဖြစ်တာအတွေးထဲမှာအအတွေးတွေထဲမှာအဲ့လိုမျိုးပေါ့နော်ရစ်လဲနေတဲ့ဥစ္စာမျိုးကျွန်တော်မိုးဆိုးဆိုပြီးတော့တောင်းတယ်မိုးဆိုးနိဖူခဲတူဆိုပြီးတော့ဇလန်းနေထဲမှာတော်တော်လေးတုံးတဲ့စကလုံးလေးဖြစ်တယ်ပေါ့နော်ပြီးတော့တကယ်လက်တွေ့မှာလည်းအဲမတုံးဘူးလို့ထင်ရပေမဲ့မဟုတ်ဘူးကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးအဲမိုးဆိုးဆိုရယ်ဘော့ကပ်လေးကိုအမြဲတမ်းရုပ်ရှင်တွေကြည့်လိုကြည့်တဲ့အခါကျအမြင်နဲ့ပြင်ပြင်ပြီးတော့တွေ့ရတတ်တယ်ပေါ့နော်အဲ့ဒီမှာဘာလဲစကားလုံးလေးဖြစ်ပါတယ်။ဘာလို့မို ိုးလို့ဖတ်တာလဲဆိုတော့ကျွန်ဟိုးရင်တော့တိခဲမျက်စိမမြင်ဘူးဆိုတော့ခိုးကြီးကမိုးမိုးခူးဆဲစကလုံးလေးမှာလဲသူကမိုးဆိုပြီးဒီလိုမျိုးလေးကဖတ်ခဲတာဆိုတော့ဒါအတူတူမှတ်ထားလို့ရတယ်ပေါ့နော်အနောက်မှာရှိနေစကလုံးလေးကဥရမှုဆဲစကလုံးလေးဖြစ်ပါတယ်အဲ့လိုအပြစ်တင်နေတစုံတယောက်ကိုမုံတီးတယ်အပြစ်တင်နေဆဲစကလုံးလေးပေါ့နော်ဥရမှုဥရမိအဲဥရမဲရှိဆိုပြီးတော့တုံးတဲ့စကလုံးလေးဖြစ်ပါတယ်အန်တူတော့ကကျွန်တော်မုံတဲ့ဥစ္စာလေးတစ်ခုချက်ခဲ့တယ်အဲ့ဒါကြတော့ဒီနိခုမှုဆဲစကလုံးလေးနဲ့မုံခဲတာပေါ့နော်အန်တူတော့အဲ့တော့အနွားရောက်တော့ကျွန်တော်ကဥရမှုဆိုပြီးတော့အပြစ်တင်နေမ မုံတိရယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်အနောက်မှာရှိနေတဲ့ဥစ္စာတွေကကြတော့အဲ ဥရာယာမရှိရဲ့ဥရာယာမရှိစကလုံးလေးဖြစ်တယ်ပေါ့နော်ဥရာယာမရှိအမြဲပြောနေရဆိုပေမဲ့ခန်းကြီးလေးနဲ့ကြတော့อืมတိတလို့လို့မတိတလို့ပါပဲ၄ဖြစ်ကုန်ပြီပေါ့နော်အဲ့တော့တခါလေးပြန်ပြီးတော့ကြည့်ထားပြပါဥရာယာမရှိဆိုတဲ့စကလုံးလေးဖြစ်တယ်အဲ့ဒီအနောက်ကစကလုံးလေးကကြတော့ဝါဇူရာဥဆိုတဲ့စကလုံးလေးဖြစ်ပါတယ်သူကအဲ့လိုတခုခုပူပန်တဲ့အနောက်ရှက်ဖြစ်စေတဲ့ travel sum ဆိုတဲ့စကလုံးလေးပေါ့နော်ဝါဇူရာဥဆိုတဲ့စကလုံးလေးကျွန်တော်တို့အဲ့ဒီဥစားလေးကိုအဲ့တော့အဲ့ဒီစကလုံးလေးကိုဟိုဆိုမတော့မဲ့စာအုပ်ဒီပိုင်းမှာဆိုလဲအမြဲတမ်းတွေ့ရတတ်တယ်ပေါ့နော် ွာဇူရာဟုဆိုရယ်ပေါ့ဖလီကဆောင်းမိုးဘက်မှာလည်းမေးလို့ကောင်းတဲ့စကလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဝါဇူရာဟုဆိုရယ်စကလုံးလေးကိုလည်းမှတ်ထားပေးပါဦးသူကအရှိမမီးလေးပါနေပေါ့နော်အဲ့တော့ခုခုတို့ဝါဇူရာဝါစုဆိုလို့ရှင်လို့စိတ်နှောက်ရှက်ဖြစ်စေတယ်လို့ပါတော့အဲ့ဒါမျိုးလေးတုံးနေပေါ့နော်တော်တော်လေးအဲတုံးနေစကလုံးလေးဖြစ်ပါတယ်တကယ်လည်းတုံးနေပေါ့နော်သူမှလည်းလုံးတွဲတွေကအများကြီးရှိတာဟုတ်နော်အဲ့ဒါလေးမှတ်ထားပေးမယ်โอเคနောက်ထပ်တစ်ခုဒါလေးဒါလေးကအဲအရှိကခုခုတို့လေးမပါဘူးဆိုလို့ရှင်ဒိုးရောတို့ပါတော့ခလေးတချင်းတို့ပါတော့မှမြင်ရတဲ့စကလုံးလေးပေါ့နော်ဒါ မဲ့တော့အရှိမခုခုလိုလေးပါတာဖြစ်တဲ့အတွက်အခိုကားတဲ့သူအဲတစုံတယောက်ကိုလေးစားအားကြတယ်သူ့လိုဖြစ်ချင်တယ်အခိုကားတဲ့သူဆိုရဲစကားလုံးလေးဖြစ်သွားတယ်ပေါ့နော်တော်တော်လေးလှတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့သူဆိုဥရယာမရှိလို့ပဲသူကလည်းအမြင်နဲ့တုံးနေဆိုပေမဲ့လည်း ဟိုတစ်ခေါက်တော့ပြန်ပြီးတော့ဟိုနားထောင်ထားမှတ်ထားတော့မှမှတ်မိမယ်စကားလုံးလေးဖြစ်တယ်ပေါ့နော်အနောက်မှာရှိနေတာကြတော့တစုံတစ်ခုညင်းငွေသွားတယ်ဆိုရဲအာခိတုဆိုရဲစကားလုံးလေးဖြစ်ပါတယ်အာခိတုညင်းငွေသွားတယ်ဆိုရဲစကားလုံးလေးဖြစ်ပြီးတော့အဲသူ့ရဲ့နောက်မှာထပ်ပြီးတော့ရှိနေတဲ့ဥစ္စာလေးကဒါလေးကအရှိကမူခရှိလေးနဲ့ပေါ့နော်အဲအနောက်ကမူခရှိလေးနဲ့အရှိကခနဲလေးနဲ့ပေါင်းလိုက်လို့ရှင်ရင်ကျွန်တော်တို့ဒီစကုကောတို့ဘာလို့မှပါတတ်တဲ့စကုကောလေးဖြစ်ပါတယ်အဲ့တော့စကုကောဆိုတာကဒီစကုဆိုတဲ့စကားလုံးလေးကလေအဲ့လိုတစ်ခုခုဝေဝါးနေတယ် ယ်အဲမတိမချဖြစ်နေတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒီစာခုကောကကြတော့ကျွန်တော်အမြင်နဲ့သုံးတယ်လေ error and try ရဲ့မှာပါတယ်အဲ့လိုတစုံတစ်ခုခုကိုစမ်းတက်ပြီးတော့လှုပ်ဆောင်နေအဲ့လိုမတိချတိချမတိတဲ့အရာတစ်ခုကိုစမ်းတက်ပြီးလှုပ်ဆောင်နေဆိုတဲ့ဥစ္စာလေးဒီစာခုကောဆိုပြီးတော့ခေါ်တာ ਉਹ ပေါ့နော်ပြီးလို့ရှင်အဲ့လိုစခခုတို့ဘာလို့ဆိုလို့ရှင်အနောက်ကဒီ Oppo A2 အဲကျွန်တော်ဒီ six sense တို့ဘာလို့ပြောရဲအဲ့လိုအာယုံဆိုတဲ့ pocket လေးနဲ့ပေါင်းပြီးတော့စခခုဆိုလို့ရှင်အဲ့လိုထင်းရောက်ထင်းမဖြစ်တဲ့ဝေဝါးတဲ့ဆိုတဲ့ pocket လေးဖြစ်သွားတယ်ပေါ့နော်อืมဒါလေးလဲလှတယ်လို့ထင်ပါတယ် တယ်ဒီစကလုံးလေးဒါလေးကိုအမြဲတမ်းကျွန်တော်ကအာအီချီမိုခုရီယိုဇန်ဆိုတဲ့ပေါကပ်လေးနဲ့တွဲပြီးတော့မှတ်ထားပေးစီချင်တယ်ဒါလီလုံးတဲ့စကလုံးလေးပေါ့နော်အီချီမိုခုရီယိုဇန်ဆိုတာကလီလုံးတဲ့စာစုလေးဖြစ်ပြီးတော့အတိတ်ဘယ်ကကြတော့သူကတစ်ချက်ကြည့်လိုက်တာနဲ့တိတာနေတယ်ဟိုဘာမှဘာမှအောင်ရှင်းစရာမလိုတစ်ချက်ကြည့်လိုက်တာနဲ့ဒါလူတိုင်းသိရဲဆိုတဲ့အတိတ်ဘယ်မျိုးပေါ့နော်အီချီမိုခုရီယိုဇန်ဆိုတဲ့စကလုံးလေးနဲ့အမြဲတမ်းတွေ့ရတဲ့စကလုံးလေးဖြစ်ပါတယ်သူကကျွန်တော်အရင်တော့ကတွေ့ခဲ့ဘူးတဲ့ဒီလိုမျိုးဒူရီယိုရဲ့ရီယိုရီယိုနီဆွန်တဲ့အီရူရဲ့ဟိုအဆောင်ဆိုတဲ့ရီယို တို့မှာပါတဲ့စကလုံးလေးပေါ့เนาะအဲ့တော့အတန်ထွက်က real ဆိုပြီးတော့ဖတ်ပါတယ်ဒါလေးဒါလေးကတော့ဖတ်တတ်တယ်ဆိုလို့ရှိရင်တော်တော်လေးကိုစာရတယ်လို့ပြောလို့ရတဲ့စကလုံးလေးဖြစ်တယ်အဲကျွန်တော်တို့ဒီခံရောညာတာတတ်တယ်လို့တနာတတ်တယ်လို့ပြီးလို့ရှိရင်စိတ်ထားတတ်တယ် open minded ဖြစ်တယ်လို့ပြီးလို့ရှိရင်အာခံတိုင်းလို့ဘာလို့မှာပါတတ်တယ်ခံဆိုရယ် vocab လေးပေါ့เนาะမြင်တာနဲ့သူ့ခံဆိုပြီးတော့ဖတ်ချင်တဲ့စိတ်လုံးဝမဖြစ်ပေါ်ပါဘူးအဲ့ဒါကြောင့်စာချက်ထားတဲ့သူတွေပဲဟိုတတိချာချာလေးဖတ်တတ်တဲ့စကလုံးလေးတွေမှာသူပါတယ်ပေါ့เนาะအဲ့တော့ဒီဟာလေးကိုဖတ်တတ်တယ်ဆို လို့ရှင်အရန်ကိုကောင်းပါတယ်အနောက်ကစကလုံးလေးဒါလေးအာဒါလေးကလေ everlasting ဆိုပြီးတော့ကျွန်တော်တို့ပြောကြတယ်အမြဲတမ်းဖြစ်တည်နေတော့မပြောင်းမလဲတော့ဆိုတဲ့ဒီ UQ ရဲ့ U လေးဖြစ်ပါတယ် UQ ရဲ့ U ပေါ့နော် အဲ့တော့အာတော်တော်လေးကိုလှတဲ့စကလုံးလေးဖြစ်တယ်ပေါ့နော် UQ ကျောင်းအရင်တော့အတိထားရဲ့ UQ ဆိုလို့ရှိရင် ခွင့်ယူတယ်ဆိုတော့ UQ လေးလာစာရခွင့်ဆိုတော့အဲ UQQ ကကိုသွားပြီးတော့မြင်တာ ਉਹ ဒါပေမဲ့ဒီ UQ က everlasting tower မ ထဝရမပြောင်းလဲခြင်းတည်မြဲခြင်းဆိုရယ် UQ ရဲ့ U လေးဖြစ်ပါတယ်တော်တော်လေးလှတယ်ပေါ့နော်အနောက်မှာရှိနေတဲ့ဥစ္စာလေးကကြတော့အဲမီနီခူ E ရုပ်ဆိုးသောဆွဲစကလုံးလေးဖြစ်ပြီးတော့သူရဲ့အနောက်မှာရှိနေတဲ့ဥစ္စာလေးကခီတဲ့ E ဆွဲစကလုံးလေးဖြစ်ပါတယ်အဲခီတဲ့ E ရဲ့စကလုံးလေးပေါ့နော်အဲ့တော့ဒါလေးတွေကလည်းအမြင်နဲ့ပြောနေကြစကလုံးလေးဆိုပေမဲ့ခန်းကြီးနဲ့တွေ့ရတဲ့အခါကျလို့ရှင်ဟာဟင်းဆိုပြီးတော့ဖြစ်သွားစီတက်တဲ့စကလုံးလေးထဲမှာပါတယ်ပေါ့နော်ဒါကတော့တီဗီတာဖြစ်မယ်ထင်တယ်ကျွန်တော်ဒီရှင်းခန်းဆန်မှာပါတဲ့အလေကစကလုံးလေးဖြစ်ပါတယ်အဲ့တော့ရှင်းခန်းဆန်ဆို ာကဟိုဂျပန်နိုင်ငံမှာဟိုရှင်းကန်ဆန်ဆိုလို့ရှိရင်ကျွန်တော်ပြောလိုက်မယ်ဆိုလို့ရှိရင်တိုကျိုကနေပြီးတော့အာတိုကျိုကနေပြီးတော့ bullet train ပေါ့နော်တိုကျိုကနေပြီးတော့ဒီအဲနာဂိုယာပြီးလို့ရှိရင် Osaka ပြီးလို့ရှိရင်ကျွန်တော်ဒီ Fukuoka အထိပေါ့နော်အဲ့လိုပြန် ပြေးဆွဲတဲ့အဓိကပင်မလမ်းကြောင်းကြီးဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီခန်းဆိုတဲ့ရှင်းခန်းဆိုင်ရဲ့ဒီခန်းရလေးသူကအဲ့လိုပင်စီကိုပြောတာပေါ့နော်တစ်ပင်တစ်ပင်မှာဆိုလို့ရှိရင်ရှိတဲ့ပင်စီမိခိဆိုတဲ့ပေါ့ကပ်လေးဖြစ်ပါတယ်မိခိပင်စီဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့အနောက်ကဆန်းကကြတော့ line ဆိုတဲ့အတိပဲမျိုးပေါ့နော်ခိုင်ဆန်းတို့ပါရဲဆန် line ဆိုတဲ့အတိပဲဖြစ်တယ်အဲ့တော့ရှင်းခန်းဆိုင်မှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်ပင်စီဆိုတဲ့အတိပဲလေးလက်မှတ်ထားပေးပါအောင်နော်နောက်ကမှရှိနေတဲ့ဥစ္စာလေးကကြတော့ခုခိအဲရိုးတန်ဆိုတဲ့စကားလုံးလေးကျွန်တော်ဒီအဲ့လိုမျိုး ဟို cookie ချတော့ဘာလို့ရှိရဲဒီလားအဲ့လိုမျိုးလေးဟိုဟိုလက်ဖက်ရည်တွေဘာရောင်မဆိုလို့ရှင်တော့အဲ့လိုအယိုးအယိုးနဲ့လှုပ်ထားတဲ့လက်ဖက်ရည်ရှိတယ်အယိုးနဲ့လှုပ်ထားတဲ့လက်ဖက်ရည်ရှိတယ်အဲ့လှော်ပြီးတော့ကျိတ်ပြီးတော့ roasted green tea တို့ဘာလို့ဂျပန်နိုင်ငံကလုံးဝ tea ကိုအများဆုံးတောက်တာပေါ့နော်ကျွန်တော်ဟိုတနေ့ကတော့မှရုံးမှာ ခွန်းချဆိုပြီးတော့တို့လေအဲခုနောက်ပိုင်းအသက်ထွက်နေတဲ့ထင်တယ်ပေါ့နော်အဲ့ဟာလေးကိုတော်တော်လေးတောက်ကောင်းတယ်လို့ပြောတယ်အဲ့ဒါကျွန်တော်လည်းဒီခွန်းချမတောက်ဘူးသေးတော့တောက်ကြည့်မယ်ဆိုပြီးတော့အရင်တော့ကကြတော့ဒီလိုမျိုးပေါ့နော်ဒီမူကြီးချတို့ပြီးလို့ရှိရင်ဆိုးပါချတို့အကုန်လုံးအလိုမျိုးရှိသမျှဟာလေးချရအကုန်လုံးတောက်ဘူးတယ်ပေါ့နော်ဒါပေမဲ့အခုဒီကွန်းချဆိုပြီးတော့ထပ်ပြီးတော့အဲ ထွက်တဲ့ဥစ္စာလေးကတော့မတောက်ဘူးတိရောအဲ့ဒါလေးကိုအခုတို့လောရှာပြီးတော့တောက်ကြည့်အောင်မယ်ဆိုရဲစိတ်ကလေးတော့ဖြစ်နေပါတော့အဲ့တော့ဒီခုခိဆိုတာကရိုးတန်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ရိုးတန်ကဆာမိုးဝဲနဲ့ဗာဆိုင်လို့လဲဆိုရဲအဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်တကယ်နေ့စဉ်ဘဝမှာသုံးတယ်ဆိုရဲဥစ္စာလေးကိုထည့်သွင်းပြီးတော့ပြောကြားချင်းဖြစ်ပါတယ်အဲ့တော့အဲနောက်တစ်တန်းသွားချင်တယ်ဆိုပေမဲ့လည်းဒီအပွားနှစ်တန်းကိုတတိချာချာလေးမှတ်မိစေချင်တာဖြစ်တဲ့အတွက်ဒီနှစ်တန်းကိုတတိချာချာလေးရအောင်ပြန်ပြီးတော့ကြည့်ထားပြပါအောင်နော်နောက်ထပ်ပိုင်းမှာပြန်ပြီးတော့တွေ့ပါမယ်အဆုံးထိကြည့်ပြီးသားပြီဆိုလို့ရှင်တော့ကွန်မန့်လေးတွေကိုမျှော်လင့်ဆောင်စားနေပါရနော်ကွန်မန့်လေးတွေကကျွန်တော် တွက်လည်းတကယ်ကိုအားရနေဖြစ်ရတဲ့အတွက်ကြောင့်ပါတတ